မင်္ဂလာပါခူမီမီဒီယာကနေပြန်လည်ကြိုဆိုပါရစေအခုချိန်မှာတော့ခူမီမီဒီယာကနေတပတ်အတွင်းတင်ဆက်ခဲ့တဲ့သတင်းတွေထဲကကောင်းတို့ရရသတင်းတွေကိုစူးစီးတင်ဆက်သွားမှာဖြစ်ပါတယ်ယခုအစည်းအဝေးမှာကြီးစုနားဆင်ရမယ့်သတင်းတွေကတော့ပလောဝမြို့ပေါ်ကလူနေအိမ်တချို့မှာရခိုင်ပြည်ဖက်ကရွှေပြောင်းလာသူတွေနေထိုင်လျက်ရှိ ပသိမ်အကျဉ်ထောင်မှာအကျဉ်ကျခံနေရတဲ့ဘလဝမျိုးနေပဝကြီးရွာက နိုင်ငံရေးအကျဉ်သားစကူဦးအတွက်မိသားစုဝင်တွေစူးရင်နေပုံယဟန်မင်းကြီးဖရန်စစ်ဂွေလွန်ဘလဝမျိုးနေရှင်းလက်ချောင်းနဲ့ယုံလက်ချောင်းဒေသမှာအေအေကတတားတစ်အတင်းအာရမစူဆောင် CDF ဟာခါကဟာခါမျိုးသိန်းစစ်စင်ရေးအတွက် ဖိတ်ခေါ် CDF မင်းတက်က ချင်းပြေတပြေလုံးအပြင်တနိုင်ငံလုံးလွတ်မြောက်ရေးအတွက်စွန်းစွန်းတမန်ဆောင်ရွက်သွားမယ်ခမီးစာပေနှစ်တရာပြည့်ပြုလုပ်ခြင်းပပလဝမျိုးနဲ့အတွင်းရှိ လူအခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်လို့ Global Khmi Youth Association GKYA မှာသဘောထားထုတ်ပြန်ပလဝမှာခမီးချင်းလူငယ်၅ဦးကိုကလေးဝမျိုးအဝင်ကိတ်မှာအကြမ်းဖက်စစ်ကောင်စီကဖမ်းဆီး စစ်အာဏာရှင်တော်လှန်ရေး၄နှစ်ပြည့်အခမ်းအနား CDF ဘလော့ဝါပြုလုပ်ခြင်းပစတဲ့အကြောင်းအရာတွေကို ကြီးရှုနားဆင်ရမှာ ဖြစ်ပါတယ်။ချင်းပြေဘလော့ဝါမြို့ပေါ်မှာရှိတဲ့မြို့သူမြို့သားတွေဟာဒေသအတွင်းစစ်ပွေးကြောင့်ပြည်မဖက်ကိုခေတ္တသိမ်းရှောင်နေကြရပြီးဘလော့ဝါမြို့သူမြို့သားတွေရဲ့လူမရှိတဲ့နေအိမ်တွေမှာရခိုင်ပြည်နယ်က ရွှေပြောင်းလာသူတွေကပိုင်ရှင်ခွင့်မပြုဘဲနေထိုင်နေကြပြီးအိမ်ပိုင်ရှင်နဲ့ဆက်ဆက်သူတွေက မနေထိုင်ကြဖို့ပြောဆိုပေမဲ့လေအီအေရဲ့အထက်အမိတ်အရာ နေထိုင်ခွင့်ပြုထားခြင်း ဖြစ်တယ်လို့ဆိုကဖေမပေးဘဲဆက်လက်နေထိုင်ရင်းနေထိုင်ကြကြောင်းဒေသခံတွေတည်င်းပြဖို့ချက်အရာသိရပါတယ်ပတိန်အကျဉ်းထောင်မှာအကျဉ်းကျခံရတဲ့ဘလဝမျိုးနေစမိမျိုး ပါဝကြီးရွာကနိုင်ငံရေးအကျဉ်းသားစကူဦးဟာနစ္စန်တရက်နစ်ကစစ်ကောင်စီရဲ့လွဉ်ငိမ့်ခွန့်ပေးတဲ့အထေးမှာပါဝင်လာခြင်းမရှိတယ်လို့သူတို့ဟာ BK တဲ့2024ခုနှစ်နိုဝင်ဘာလကတည်းကလွရက်စေးပြီးဖြစ်ပေမဲ့လည်းလွမြောက်လာခြင်းမရှိကြောင်းမိသားစုဝင်တွေစီကသိရပါတယ်။သူတို့စကူဦးဟာပတိန်အကျဉ်းထောင်အတွင်းမှာ မကြာခဏတင့်ကျက်စွာ အစစ်ဆေးခံရတာတွေနေရာထိုင်ခဲမတန်းရှင်းတာတွေ အစာအသောက်ခက်ခဲတာတွေကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာတွေနဲ့ရာဇဝတ်အကျဉ်းသားတွေလူမျိုး အလौကျန်းတွေလောက်ရတာတွေကြောင့်မိသားစုဝင်တွေက သူတို့ရဲ့ကျန်းမာရေးနဲ့လုံခြုံမှုတွေအတွက်နေစင်နဲ့အများစိုးရိမ်နေကြပြီးသူတို့၁၉ရောက်ထဲမှာအသက်ကြီးသူတွေကလေးပါကသူတို့အလုံးနီးပါးခြေထောက်တွေယောင်ပြီးလမ်းလျှောက်ရတာတိတ်အဆင်မပြေကြောင်း သိရပါတယ်။ ပုတ်ယဟန်မင်းကြီး Francis အသက်88နှစ်ဟာ April 23ရက်နေ့နနက်9:35နာရီ35မိနစ်အချိန်မှာကွေလွန်သွားကြောင်းသိရပါတယ်။ပုတ်ယဟန်မင်းကြီးဟာမြန်မာနိုင်ငံကို2019မှာလာရောက်ခဲ့ပြီး2023စစ်အာဏာသိမ်းပြီးနောက်စစ်ဆက်ဆွေးနွေးကငင်းချမ်းရဲ့အဖြေရှာရန်အကြိမ်ကြိမ်ပြောဆိုခဲ့သူဖြစ်ပြီးစင်းရဲသူတွေအတွက်တိုက်ပွဲဝင်ရန်ကြိုးပမ်းခဲ့သူအဖြစ်ကြော်ကြားခဲ့ပြီး လူမျိုးနိုင်ငံဘာသာမခွဲခြားပဲလောကသားတို့ကို ကောင်းကျိုးပြုမယ်ဆိုတဲ့အလန့်စင်ကိုကျင့်သုံးခဲ့ရာရှီယိုဆွေးသူတွေက အစင်အလာကက်သလစ်စံနှုန်းတွေမှလမ်းလွှဲနေသူဟုဆွဆွေးပြောကြတာတွေကိုရည်ဆိုင်ခဲ့ရသူလေးဖြစ်ကြောင်းသိရပါတယ်။ထို့ပြင်ရိုမန်ကက်သလစ်ဘုန်းတော်ကြီးများရဲ့လိမ်ပိုင်းဆိုင်ရာအမျက်ထုတ်ကျူးလွန်မှုတွေနဲ့ ဗာတီကန်အကြောင်းတော်ရဲ့ဝေဝေဝဝငွေကြေးစီမံခန့်ခွဲမှုတွေကို ဖြည့်ရှင်းရန်ဂျိုးပန်ခေတူအဖြစ်လဲပုတ်ယဟန်မင်းကြီးအားဂုံပြု ရေးသားထားကြောင်းသိရပါတယ်ချင်းပြည်နယ်ပလောမြို့နယ်ရှစ်လက်ချောင်းထည့်ရှိရကန်ကျေးရွာကဥကန်ခွေအသက်38နှစ်အဘဦးအေယိုအကိတ်တေခဥလာပြတိကအသက်22နှစ်အဘဦးပြေဝဲအအက်ကခဥကျော်စံအသက်36နှစ် အဘဦးပူလော့နဲ့မျိုးလူမျိုးတို့ဦးတို့ကို အေအေခန့်အုတ်ချုပ်ရေးမှုကအတင်းအဓမ္မခေါ်ယူက အေအေတပ်ဖွဲ့စီစစ်တန်းတပ်ဖို့အတွက် ရွှေလိုက်ဝကြေးရွာအေအေတပ်စခန်းမှာဧပြီလ16ရက်နေ့ကလေးကပို့ဆောင်ခဲ့ပြီးစစ်တန်းတက်ရောက်နေကြောင်းဒိတာခန်တွေရဲ့တည်င်းပေးပို့ချက်အရာသိရပါတယ်ရွှေလိုက်ဝကြေးရွာမှာရှိတဲ့အေအေရဲ့စစ်တန်းအကြောင်းမှာရောက်ရှိနေကြသူတွေဟာ ရှင်လက်ချောင်းနဲ့ယုံလက်ချောင်းဒီတာကဒီတာခံပြည်သူတွေဖြစ်ပြီးမိမိတို့စိတ်ဆန္ဒမပါပဲအေးအေးတပွေးစီမှာအသင်းအဓမ္မစစ်တင်တန်းတက်ရန်စူးဆောင်းခံနေရတဲ့သူတွေသာအများအပြည့်ပါဝင်တယ်လို့ဒေတာခန်တွေရဲ့တည်င်းပိပုချက်အရသိရပါတယ်။ချင်းပြေဟာခမျိုးတိုင်းစစ်စင်ရေးကို2025ခုနှစ်အတွင်းဆင်နွေးနိုင်ဖို့အတွက် CDF ဟာခဟာလိုအပ်တဲ့လူအင်အားလက်နက်အင်အား ပြည်သူရေးရာကိစ္စရပ်တွေကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပြီးဟခမျိုးနေက လူငယ်တွေအနေနဲ့မိမိတို့ရောက်ရှိနေတဲ့နိုင်ငံကပြန်လာကပါဝင်ဆက်ကပ်ကြရန်ဖိတ်ခေါ်ခြင်းဖြစ်ကြောင်းတိုင်းပြည်နဲ့လူမျိုးလွတ်မြောက်ရေးဟာလူတိုင်းရဲ့တာဝန်ဖြစ်ပြီးလူငယ်များအားလုံးအနေနဲ့ဟခမျိုးသိန်းတိုက်ပွဲမှာ ကိုယ်တိုင်ပါဝင်လာကြဖို့အတွက်မိဘများအနေနဲ့လည်း မိမိတို့ရဲ့သားသမီးတွေပါဝင်နိုင်ရေးကိုအားပေးပံ့ပိုးပေးကြဖို့ CDF ဟခကထုတ်ပြန်ထားတာကိုသိရပါတယ်။ CDF ဟခအနေဖြင့်လူငယ်တွေကိုအသင်းအဓမ္မခိုင်းစေကစစ်တင်နန်းတက်ရောက်စေခြင်းမျိုးမဟုတ်ဘဲမိမိသဘောဆန္ဒမိမိဆုံးဖြတ်ချက်ဖြစ်တာပါဝင်ဆက်ကပ်စေခြင်းကြောင့်ဒါပေမဲ့လေထို့တော့ပါဝင်လာသူမရှိပါက မဖြစ်မနေတက်ရောက်စေရမယ့်အခြေအနေလေးဖြစ်လာနိုင်ကြောင်း CDF ဟာခါတာဝန်ရှိသူထံမှသိရပါတယ်။ CDF မင်းရဲ့တော်လန်ရေးလေးနှစ်ပြည့်မှာ ချင်းပြေတစ်ခုလုံးတာမကတနိုင်ငံလုံးလွတ်မြောက်ရေးအတွက်စွစွန်းတမန်ဘူပေါင်းဆောင်ရွက်သွားမယ်လို့ချင်းကာကွယ်ရေးတပ်ဖွဲ့မင်းရဲ့အစ်အူစီချုံစလိုင်းထန်ချွန်းဖေက ပြောကြားသည်ကို သိရပါတယ်။ ော်လန်ရေးကာလာ အာနာရှင်တော်လန်ရေးမှာအသက်ခန္ဓာပိဆက်ကြတဲ့ရေးပေါ်တွေဘက်ပေါင်းစုံကတော်လန်နေကြသူတွေအလုံးကို လေးစားဂုဏ်ပြုကြောင်းပြည်သူတွေအနေနဲ့ချင်းညီနောင်အဖွဲ့တော်လန်ရေးအင်အားစုကိုဆက်လက်အားပေးပံ့ပိုးပေးကြရန်နဲ့မိတ်ဆွေကောင်းပီတာတဲ့မဟာမိတ်အင်အားစုအလုံးကိုကျေးဇူးတင်ရှိပြီး နောက်နောက်နှစ်ဖက်ပြည်သူတွေအကျိုးရှိအောင် အပြန်အလှန်ဆက်လက်ပံ့ပိုးပေးသွားနိုင်ရန်လှုံ့ဆော်နေကြောင်း CDF မင်းတဲ့စေဦးစီးချုပ်က ပြောကြားသည်ကိုသိရပါဗျ။ခမီးစာပေနှစ်တရာပြည်မြောက်သည့်အထိမ်းမဲ့ပွေးကိုယနေ့ April 25ရက်နေ့တွင်ရန်ကုန်မြို့ရွှေပြည်သာမြို့နေရှိခမီး Evangelical Church ဖျားเจ้าတွင် ခမီးစာပေနှစ်တရာပြည်ပွေးကိုအခက်အခဲစိန်ခေါ်မှုများစွာရှိနေတဲ့ကြားမှာကောင်းမွန်စွာ ကျင့်ပပြုလုပ်နိုင်ခဲ့ကြောင်းနဲ့ခမီးလူမျိုးတွေဟာရောက်ရှိတဲ့နေရာမှာမိမိတို့ရဲ့ခမီးစာပေနဲ့ယဉ်ကျေးမှုကိုထိမ့်သိမ်းဆောက်ရှောက်ကခမီးစာပေကိုပုံမူတိုးတက်ကြည်ပြန်းလာအောင်စ조사အထောက်နေကြောင်းပွဲကျင့်ပရဲ့ကော်မတီအဖွဲ့ဝင်တဦးကပြောပါတယ်ခမီးလူငယ်မောင်မီတွေအနေနဲ့ခမီးစာပေကိုအမက်ရနိုင်ဖို့ ခမီးစာပေဟာမိမြအရေးကြီးကြောင်းတရှိဖို့အတွက်ယခုလိုခမီးစာပေနှစ်တရာပြပွေးကို ပြုလုပ်ကျင်းပရခြင်းဖြစ်ကြောင်းနဲ့ခမီးစာပေသမိုင်းနဲ့ပတ်သက်၍ဇာတန်းဖတ်ကြခြင်းတိုက်တွန်းနှိုးဆော်ခြင်း ယေရှုတင်စကားပြောကြခြင်း၊ဂုံပြုထိုက်သူတွေကိုဂုံပြုလက်ဆောင်ပေးအပ်ခြင်း၊ခူမီယိုးယာတေးတခြင်းတွေတည်ဆူခြင်းနဲ့ခူမီယိုးယာအကပဒေတာတွေနဲ့ခူမီစာပေ နှစ်တရာပြည့်ပွဲကိုစီကားတိုက်မြိုက်စွာကျင်းပခဲ့ပြီးလူဦးရေ၄၀၀ဝန်းကျင်တက်ရောက်ကြောင်းသိရပါတယ်။ချင်းပြည်နယ်ပလောအမျိုးနယ်စိန်စင်ကျေးရွာမှာ2025ခုနှစ်ဧပြီလ9ရက်နေ့မနက်10:00နာရီမှ12:00နာရီအတွင်းဖြစ်ပွားခဲ့တဲ့မဒိန်မှုနဲ့ တက်ဖြတ်ရန်ကြံစီမှုဖြစ်ရအပေါ်အလွန်စိုးရိမ်ပြီးကြောင်းနဲ့ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်းနိုင်ငံတကာခူမီလူငယ်များအသင်း Global Khumi Youth Association GKYA က April 28ရက်နေ့မှာသဘောထားထုတ်ပြန်ကြောင်း သိရပါတယ်။ဤအကြံဖွင့်မှုဟာလူအခွင့်အရေးနဲ့အပြည့်ပြည့်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေတို့ကိုပေါ်ပေါ်တင်တင်ချူဖောက်ခြင်းဖြစ်ပြီးဒေသအတွင်းအမျိုးသမီးတွေရဲ့လုံခြုံမှုနဲ့ ဂုံတိုက်ခါကိုချိန်ချောက်စေတဲ့လုပ်ရဖြစ်ကြောင်းဖော်ပြထားက Global Community Association GKYA ကအချက်၅ချက်ပါတဲ့တောင်းဆိုချက်နဲ့သဘောထားထုတ်ပြန်ထားကြောင်းသိရပါတယ်။စကိုင်းတိုင်းဂလေးဝမြို့ရှိစစ်စေးကြီးမှာရန်ကုန်ကနေပလောဝဘက်ကိုပြန်လာနေတဲ့ခမီးချင်းလူငယ်၅ဦးဖြစ်တဲ့နေလင်းကျော်မိလဝအောက်ကျေးရွာအောင်စွန်းလင်းဝက်ကူဝကျေးရွာလှိုင်ဝဲမိစာကျေးရွာ ဘာချူဦးမိစာဂျေးရွာနဲ့နိုင်ဆန်းဦးဝက်ကူဝဂျေးရွာတို့ကိုအကျန်းဖတ်စစ်ကောင်စီကပြီးခဲ့တဲ့ဧပြီလ22ရက်နေ့မှာကလေးဝရှိအကျန်းဖတ်စစ်ကောင်စီရဲ့စစ်စေးရိတ်ကိတ်မှာဖမ်းဆီးထားပြီးဖမ်းဆီးခံရတဲ့အထဲမှာနေလင်းကျော်နဲ့အောင်စွမ်းလင်းတို့ဟာဧပြီလ29ရက်နေ့မှာပြန်လည်လွတ်မြောက်လာပေမဲ့ဂျန်နဲ့၃ဦးဟာဖမ်းဆီးခံထားနေဆဲဖြစ်ကြောင်းသိရပါတယ်။ ချင်းပြေပလောဝအခြေဆိုင် CDF ပလောဝတပ်ဖွဲ့ရဲ့တော်လန်ရဲ့လေးနှစ်ပြည့်အခမ်းအနားကို April 29ရက်နေ့မှာပြုလုပ်ကျင်းပခဲ့တယ်လို့သိရပါတယ်။ CDF ပလောဝတပ်ဖွဲ့ဟာပြီးခဲ့တဲ့2023ခုနှစ် April 29ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီးယခုနှစ်2025ခုနှစ်မှာလေးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ CDF ပလောဝဟာစစ်ဦးစီးချုပ်ကွက်ကေးမှုအောက်မှာတရင်လေးခုနဲ့ ဌာန6ခုရှိကြောင်းသိရပါတယ်။ CDF ပလောဝဟာချင်းပြည်နယ်အတွင်းစစ်အာဏာရှင်စနစ်လွတ်မြောက်ရေးစစ်ကောင်စီကင်းစင်ရေးအတွက်ဆက်လက်လက်နက်ကင်တော်လှန်သွားမှာဖြစ်ပြီးရှစ်ဆက်လို့စစ်အင်အားတပ်အင်အားလူအင်အားတိဆောက်သွားမယ်ဖြစ်ကြောင်းချင်းပြည်အတွင်းမှာရှိတဲ့အခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့လေပူပေါင်းဆောင်ရွက်မှုတွေလှုပ်ဆောင်သွားမယ်ဖြစ်ကြောင်းဆက်လက်ပြီးလေချင်းပြည်တပြည်နယ်လုံးလွတ်မြောက်ဖို့နဲ့ပလောဝနေအတွက် တက်နိုင်တဲ့ဖက်ကနေအုတ်တချက်တေးတပွင့်အနေနဲ့ပါဝင်ပေးဖို့ငွေကြေးအဖြစ်အတဉဏ်အဖြစ်ပညာရှင်အနေဖြင့်လူကိုယ်တိုင်ပါဝင်ခြင်းဖြင့်လက်နက်အင်အားဖြင့်စားတဲ့ကိုတက်နိုင်တဲ့ဖက်ကနေကူညီပေးကြဖို့ CDF ဘလော့ဝစေဦးစီချုံစလိုင်းဂျိုရှူဝါကခမီးမီဒီယာကိုပြောပါတယ် CDF ဘလော့ဝဟာ2021ကနေ2025ခုနှစ်အထိတော်လန်ရဲ၄နှစ်တာကာလအတွင်းမတူပီ operation တွန်းဇန်ဂျီခါစခန်းသိန်းတိုက်ပွဲထန်းလန်တိုက်ပွဲတွေမှာတော်လန်ရဲ့တပ်ဖွဲ့တွေနဲ့အတူပူးပေါင်းပါဝင်ကတိုက်ပွဲဝင်ခဲ့ပြီးတိုက်ပွဲပေါင်း30ကျော်ပါဝင်တိုက်ခိုက်ခဲ့ကတိုက်ပွဲအတွင်းရဲဘော်10ဦးကြာဆုံးခဲ့ရပြီးဒဏ်ရာရရှိသူ10ဦးကျော်ရှိကြောင်းသိရပါတယ်။နားစင်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။ကျမမိုင်မာစီပါ။